အင်ဒိုနီးရှားလက်ရွေးစင်အသင်းဟာ Dash 3 Nori ရဲ့အားနဲ့အတူကမ္ဘာဖလားခြေစစ်ပွဲကိုအောင်မြင်အောင်ကြိုးစားနေရာနှီးစက်နေခဲ့ပါပြီ။ Eric To ဟာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးနောက်ပိုင်းမှာအင်ဒိုနီးရှားအနေနဲ့ Football Naturalization Policy ကိုကျင့်သုံးပြီးတော့သွေးနော်ကစားသမားတွေရဲ့အားနဲ့အတူကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်နေတာ ဖြစ်ပါတယ်။ဒါကြောင့်မလို့ Indonesia ရဲ့ Football Naturalization Policy အကြောင်း Dash Twino တွေအကြောင်း Indonesia ရဲ့ Dash Rules တွေအကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အလုံးမေးမင်္ဂလာပါ။စီတူ Opinio ကနေကြိုဆိုလိုက်ပါတယ် Indonesia အသင်းကသူတို့ရဲ့ကမ္ဘာဖလားအိမ်မက်ကိုအသက်သွင်းဖို့အတွက်အနည်းငယ်ခြေလှမ်းတွေပဲလိုအပ်တော့တယ်။တော်တော်လေးနှီးစက်နေပြီဖြစ်တယ်။အဲ့တော့ဒီတတိယအဆင့်ခြေစစ်ပွဲမော်ရနာအောက်စုကိုလိုမြောက်ဖို့တာ လွယ်တဲ့အလုံးမဟုတ်ဘူးပေါ့နော်အဲ့တော့ဒိုက်ရအောင်မြင်ခြင်းတော့မရှိဘူးဒါပေမဲ့နောက်ထပ်တစ်ဆင့် fourth round ကိုသွားမယ်အဆင့်ကိုတော့မီခဲ့တယ်အဲ့တော့ဒီလိုမီခဲ့တဲ့နေရာမှာအင်ဒိုနီးရှားရဲ့ဒီသူတို့ရဲ့ twin တော့ကစားသမားတွေအသုံးပြုခြင်းကအဓိကအချက်အနေနဲ့ပါဝင်ခဲ့တယ်ပေါ့နော်အဲ့တော့ twin တော့ကစားသမားအများစုကိုအချက်တည်ထားတယ်ပြီးတော့ဒီအင်ဒိုနီးရှားအသင်းမှာအင်ဒိုနီးရှားမှာမွေးဖွားတဲ့ကစားသမားကလက်နှစ်ဖက်မပြေဘူးပေါ့နော်23 man squad မှာအများစုဟာပြပမှာမွေးတယ်အထူးသဖြင့် Netherlands နိုင်ငံမှာမွေးတဲ့ကစားသမားတွေဖြစ်တယ် ဒါပေမဲ့သူတို့ကနိုင်ငံခြားသားတသက်တော်မဟုတ်ဘူးသူတို့ရဲ့ blood line ထဲမှာအင်ဒိုနီးရှားသွေးတွေနှောနေရပေါ့နော်အဲ့တော့မိဘဖြစ်စေသူမဟုတ်အဖိုးအဖွားဖြစ်စေကအင်ဒိုနီးရှားသွေးပါတယ်ဆိုရင်ဒီ football naturalization policy အရာအင်ဒိုနီးရှားမှာအင်ဒိုနီးရှားဒီလက်ရွေးစင်အသင်းကိုကိုစားပြုခွင့်ရှိတယ်အဲ့တော့အဲ့ဒီဒီ tactics ကိုသုံးပြီးတော့အင်ဒိုနီးရှားအသင်းဟာလက်ရှိအချိန်မှာဘောလုံးလမ်းကြောင်းကိုဒါဖောက်နေရဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလမ်းကြောင်းကိုထွင်ဖို့အတွက် idea ကိုဒါ model မိကြကြ အသက်သွင်းနေတာကတော့သူတို့ရဲ့ဘောလုံးဥက္ကဋ္ဌ Eric Toha ဖြစ်တယ်ပေါ့နော် Eric Toha ကတော့အလုံးနဲ့သိရတိုင်းပဲ Inter Milan အသင်းကိုဝယ်ယူခဲ့တဲ့လုပ်ငန်းရှင်ဖြစ်တယ်နောက်မှတော့ပြန်ရောင်းခဲ့တယ်ပေါ့နော်ပြီးတော့ American မှာဆိုရင်ဒါ DC အသင်းကိုဝယ်ယူခဲ့တယ်အခုဒီနောက်ပိုင်းအချိန်မှာတော့ Eric Toha ကိုဒီ Indonesia ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဒါခန့်ရလိုက်တာကဒီလို commercial နီးလန်းနေပြီးတော့ဒီလိုမျိုးနီးလန်းနေနဲ့အတုံးချဖို့အတွက်ခန့်ရလိုက်ခြင်းဖြစ်တယ်။ Eric Toha ကလည်းဒီနီးလန်းကိုအကောင်းဆုံးအကောင့်တဲ့ပေါ်နေရပေါ့နော်။အဲ့တော့ Indonesia ရဲ့ခြေစွမ်းကိုကြည့်လိုက်ရင်ဒါ ဘာဗလာချင်းစပွဲအခုမှကန်နေတာမဟုတ်ပါဘူးကြာသွားပြီကန်နေတာပြိတ္တတော်တော်များများလည်းတိကြလိုက်မယ်ပေါ့နော်အဲ့တော့ဂျပန်နဲ့ပွဲဒီမှာလည်းခြေစွမ်းပြခဲ့တယ်လို့ sorry arabia ကိုလည်းဒါ 2C နဲ့အနိုင်ကစားခဲ့တယ်ပေါ့နော်အခုနောက်ဆုံးအခြေအနေ2025ထဲမှာတော့ဒါ bahrain နဲ့တရုတ်တွေ 1C 1C နဲ့အနိုင်ယူပြီးတော့အခုနောက်ထပ်တဆင့် playoff ကစားမယ့်အခြေအနေဒီအခွင့်အရေးကိုလက်ခံရယူခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကဘာဖလားချစ်စစ်ပွဲရဲ့သဘောတရားကတော့ဒီပို့ပြီးတော့ကျယ်ပြန့်လာတယ်ပေါ့နော်2026 American, Canada, Mexico မှာ ပြုလုပ်မဲ့ကမ္ဘာဖလားကဒီ58သင်းပေါင်းမှာဖြစ်တဲ့အတွက်ဖိုးကပိုကျသွားတယ်အဲ့အတွက်အသင်းပိုပြီးတော့များလာတယ်ပေါ့နော်ပြီးတော့လက်ရှိအချိန်မှာတိုက်ရိုက်အောင်မြင်သွားတဲ့အသင်းတွေရှိတယ်ပေါ့နော်အခုအုပ်စု3ခုစီကထိတ်ဆုံး2သင်းစီကတိုက်ရိုက်အောင်မြင်သွားခဲ့ပြီအဲ့တော့အဲ့3နဲ့4နဲ့က6သင်းကနောက်ထပ်တစ်ဆင့်ကိုကစားရအောင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့6သင်းထဲမှာ2သင်းကတိုက်ရိုက်အောင်ပဲကျန်တဲ့2သင်းကတော့ Intercontinental Playoff တွေကိုဆက်ကစားရမယ်အဲ့တော့ အောင်မြင်နိုင်ခြင်းအများကြီးရှိသေးတယ်။အဲ့တော့လက်ရှိကြံတဲ့6တင်းထဲမှာတေချာနေတဲ့အသင်းတွေကတော့ကာတာ UAE Iraq ပြီးတော့ Saudi Arabia ပေါ့နော် Saudi Arabia ကတော့ဂိုးကွာချားချက်အရာ OC ကိုဘလို့မှမကြော်နိုင်တဲ့အတွက် Saudi ပေါ့နော်ထားပါတော့ပြီးတော့ဒီကြံတဲ့နေရာမှာ Indonesia ဒါတေချာသွားခဲ့ပြီနောက်ထပ်နေရာကိုတော့ Palestine တို့မဟုတ် Oman ကပါဝင်လာမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကြက်တော့ကြက်တဲ့ဥပမာပဲ Indonesia တော့ဒါပေမဲ့ဖြစ်နိုင်ကြတော့ရှိသေးတယ်ဒါမှမဖြစ်နိုင်တော့ Intercontinental line ဘက်ကို သွားလို့ရတယ် intercontinental line ဘက်မှာလည်းနှစ်နေရာကြံသေးတာဖြစ်တဲ့အတွက်အင်ဒိုနီးရှားဟာသူတို့တမိုင်းတစ်လျှောက်မှာအနည်းဆက်ဆုံးဖြစ်လာခဲ့ပြီပေါ့နော်အဲ့တော့အင်ဒိုနီးရှားက dash နဲ့အရန်ကိုနှီးဆက်တဲ့ dash colony နိုင်ငံဖြစ်ခဲ့တယ်ဒါအပြင် dash is india ဆိုတဲ့နာမည်နဲ့ကမ္ဘာဖလားကိုဝင်နွှဲခဲ့ပူတယ်ပေါ့နော်အဲ့တော့1938ပြင်သစ်မှာလုတ်ခဲ့တဲ့ကမ္ဘာဖလားမှာ dash is india ကပါခဲ့တယ်네덜란드နိုင်ငံလည်းပါတယ်ဒါပေမဲ့တီးတန်းစီကစားခဲ့တာပေါ့နော်ဒါပေမဲ့ dash is india အသင်းအနေနဲ့ hungary ကိုရှုံးနိမ့်ပြီးတော့ ပြန်ပွဲထွက်ခဲ့ရတယ်ဒါပေမဲ့ဒါဟာအပြောအရှင်းအောင်အာရှအသင်းတစ်သင်းအတွက်ပထမအဆုံး World Cup ဝင်ကစားခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့တုန်းကဂျပန်ကဝင်ရမှာဂျပန်နဲ့ဒီ Das is India သို့မဟုတ် Indo နဲ့ကစားရမှာပေါ့နော်ဒါပေမဲ့ဂျပန်က withdraw လုပ်သွားတဲ့အတွက် Indo သို့မဟုတ်ဒီ Das is India ဟာကဘာဖလားဝင်ဝင်ရရှိခဲ့တယ်ကဘာဖလားကိုပါဝင်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ကဘာဖလားမှာပါဝင်ခဲ့တဲ့ကစားသမား Indo မှာဒါနာမည်ကြီးတယ်ပေါ့နော်သူရဲ့ captain ဒါ Aman လို့ခေါ်တယ်ပေါ့နော်သူကဒီမြင့်မှန်တဲ့ ဒေါက်တာဖြစ်တယ်ပေါ့နော်အဲ့တော့သူကတော့အင်ဒိုနီးရှားဘောလုံးမှာရေးပါတယ်ပုံစံနဲ့စတင်ပါဝင်ခဲ့ပြီးတော့ဒါနောက်ပိုင်းမှာတော့အင်ဒိုဘောလုံးကပရိသတ်အားပေးမှုအင်မတန်ကြီးပဲပြဿနာအင်မတန်အင်မတန်များတဲ့အခြေအနေတစ်ခုမှာရှိတယ်အင်ဒိုကကဘာပေါ်မှာဒါစတုတ္တမြောက်အကြီးဆုံးလူအင်အားကိုပိုင်ဆိုင်ထားတယ်လူလူရဲ့ထူထပ်ဆုံးနိုင်အလူရဲ့အများပြားဆုံးနိုင်ငံဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းအဲသူတို့ရဲ့ဘောလုံးကထင်သလောက်မအောင်မြင်ခဲ့ဘူးအဲ့တော့ဒီလုံထုံးလုံးကြီးအလွဲအများကြီးရှိခဲ့တယ်ခြားစားမှုတွေအများကြီးရှိခဲ့တယ် ပြောမှာဆိုရင်2017ကြားမှာဒီကင်တွေခဲ့တဲ့ Indo Bolong အဖွဲ့ချုပ်ဥက္ကဋ္ဌကအဲဒီနိုင်ငံရေးနဲ့ပတ်သက်မှုအင်မတန်များတဲ့အပြင်ခြားစားမှုတွေနဲ့ပြည့်နှက်နေတဲ့ဒီ career တခုကိုပိုင်ဆိုင်ထားတယ်ပေါ့နော်။တော့2012မှာတော့ Fever ကသူ့ကို ban ခဲ့တယ်ပေါ့နော်။ဒီတတရမြောက်ဒီနောက်ထပ်တက်တန်းတန်းဆောင်ဝင်မပြုတ်ခဲ့တော့ဘူးပေါ့နော်။ဒါပေမဲ့အဲ့နောက်ပိုင်းမှာလည်း Indo War ဒီပြဿနာပေါင်းများစွာရှိသေးပဲ။အဲပြောမယ်ဆိုရင်ဒီ အင်ဒိုဘောလုံးတွေရတယ်အများနဲ့လူသေးပြတ်ဖန်ရပြဿနာတွေအများနဲ့ရှိတယ်ရှိတယ်ပေါ့နော်လူမကြာခဏသေးတယ်အရင် aggressive ဖြစ်လို့ ਨੇ ပြီးတော့ဒီပြီးခဲ့တဲ့တည်း2020ကျော်လောက်လုံးကဖြစ်ခဲ့တဲ့ဒါ disaster ကြီးဆိုအားလုံးလည်းမှတ်မိနေအောင်လူရောက်ရာကျော်သေဆုံးခဲ့တယ်ပေါ့နော်အဲ့တော့ အင်ဒိုကအရန် aggressive ဖြစ်တဲ့လူတွေကအရန်ကိုအားပေးကြတယ်အဲ့တော့အခုအချိန်ဒီမှာခုန dash and satri နဲ့ပေါင်းဆက်ပြီးတော့လမ်းချောင်းတစ်တခုကိုထွင်လာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလမ်းချောင်းတစ်မှာ dash ကိုအခြေပြုတယ်ကစားသမားအများစုက netherland မှာမွေးတဲ့ netherland academy ရဲ့ကစားသမားတွေဖြစ်တယ်ဒါပေမဲ့သူတို့စီမှာဘာထူးခြားနေလဲဆိုတော့ dash သွေးရောပြီးတော့အင်ဒိုသွေးရောပါနေတာပေါ့အဲ့တော့အင်ဒိုသွေးနဲ့ပတ်သက်ပြီးတော့ထူးခြားစရာပြောရမယ်ဆိုရင်အခု manchester city ကခေါ်ယူလိုက်တဲ့ ac milan ကွင်းလေကစားတော့မှာတီဂျော်နီရိုင်းဒါစ်သူလည်းအင်ဒိုသွေးပါတယ်ပြောမယ်ဆိုရင်သူမှအင်ဒိုသွေးပါတယ်ဒါပေမဲ့သူကတော့မကန်ဘူးပေါ့နော်နေသက်လည်းမကန်လေပေါ့ထားပါတော့အဲ့လိုမျိုးကစားသမားတွေပေါ့နော်အဲ့တော့သူတော့မကောင်းအောင်ဒါပေမဲ့အဲ့လိုကောင်းတဲ့ကစားသမားတွေအများကြီးရှိတယ်အဲ့အများကြီးကိုဒါလက်ရှိမှာဒါခေါ်ယူထားတာဖြစ်တယ်ပေါ့နော်လက်ရှိမှာလည်းခြေစွမ်းပြတာနေတယ်နောက်ဆုံးဒီပွဲနှစ်ပွဲမှာဒါဘာရင်းကိုရော ဒီတရုတ်ကိုပေါ့ဗောနော်ဘာရင်းကိုတော့ပြီးခဲ့တဲ့ match လာတော့နိုင်ခဲ့တယ်တရုတ်ကိုလည်းနိုင်တယ်1 c 1 c စီနဲ့နိုင်ခဲ့တယ်အဲ့တော့ football naturalization policy ကိုကျွန်တော်တို့ပြည်တွင်းမှာဆိုရင်အင်မတန်ဝေဖန်ကြတယ်ပြည်ပကအဲ့လောက်ကြီးဝေဖန်ဘူးပေါ့နော်အဲ့တော့ဒီအကြောင်းတစ်ခုကိုကျွန်တော်ထပ်ပြီးရဆွေးနွေးမယ်ပေါ့နော်အဲ့တော့ပြည်တွင်းမှာဘလို့ဒီကျွန်တော်တို့ data တွင်းမှာဘာလို့ဝေဖန်ကြလဲဆိုရင်ဒီ VNN ကစားသမားရဲ့လည်းပြောတယ်သူတို့ကအင်ဒိုအသင်းမှမဟုတ်တာလို့ပြောဒါပေမဲ့ is still indo အသင်းဖြစ်နေတယ်ပေါ့နော်ဒါဟာ indo twist ပါဝင်တဲ့ကစားသမားတွေကစားနေရဒီ အာဖရိကကဘယ်လိုမှမဆိုင်တဲ့ဇာတ်မတ်တရားကိုခေါ်ပြီးတော့အင်ဒိုနိုင်ငံသားဆိုပြီးကစားနေတာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီသဘောတရားကိုနားလည်ဖို့လိုတယ်ပြီးတော့အင်ဒိုနီးရှားတနိုင်ငံနဲ့ပြည်ထုံနေတာမဟုတ်ပဲနဲ့ကဘာရရက်ကနိုင်ငံပေါင်းများစွာကပြုလုပ်နေတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့အထင်ရှားဆုံးတော့ပြင်သစ်အသင်းပြင်သစ်အသင်းကပြင်သစ်သွေးပါတယ်လို့တော့ပြောလို့မရတဲ့ကစားသမားအာဖရိကကစားသမားအများစုနဲ့ဒီသူကဘာဖလားတွေအချိန်ချင်းရယူခဲ့တယ်ပေါ့နော်1998ကဘာဖလားမှာပဲကြည့်ကြည့်ဒါအခု2018ကဘာဖလားမှာပဲကြည့်ကြည့်ပေါ့နော်အဲ့တော့ဒီထိတ်တန်း ဇီဒန်လို့ဆိုတာအယောလို့ပြောလို့ရပါမယ်တကယ်လုံးဝပျူအားပေါ့နော်ဒီ Patrick Vieira လို့လို့ Marcel Desailly လို့လို့ Onry ရအစပေါ့နော်အကုန်လုံးအကုန်လုံးပါဒါတခြားနိုင်ငံတွေကြီးပဲပေါ့နော်ဒါသူတို့ပဲလားဆိုတော့မဟုတ်ဘူးဟို Belgium မှာသွားကြည့်မလားကျွန်တော်တို့ Italy မှာလည်းရှိတာပဲထို့သူ Spain ပေါ့နော်အခု Spain ဆို Euro ပွဲကိုရရှိခဲ့တယ် Euro ပြိုင်ပွဲအောင်ပွဲမှာအရေးပါခဲ့တယ် Lamine Yamal Lamine Yamal ရဲ့ဖခင်နဲ့ Mikin သူတို့မိဘတွေကဒါ Eritrea နဲ့ Equatorial Guinea နိုင်ငံသားတွေဖြစ်တယ်ပေါ့နော် immigrants တွေဖြစ်တယ်အဲထို့တူတာ Nico Williams ဆိုရင်လည်းဂါနာပြည်ပတွေကမွေးဖားတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးအခြေအနေတွေကအများဥရောပမှာလည်းဒါအလုံးဟိုတင်းတင်းရှားရှားသိမြင်ပြီးသားပဲအာရှမှာလည်းဒါဂျပန်ဆိုရင်ခုနောက်ပိုင်းမှာသူတို့က football naturalization လုပ်နေတာတသက်ကြီးလုပ်နေတာတော့မဟုတ်ဘူးဂျပန်အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတင်းကျတယ်ဒါပေမဲ့အခုဒါ Zion Suzuki တို့လို့ပေါ့နော်ပါမာကိုသမားဂျပန်လည်းရစင်ကိုသမားသူဟာ miss race ဖြစ်တယ်ပေါ့နော်အဲ့တော့ everywhere ပဲကဘာကြီးတစ်ခုလုံးမှာကျွန်တော်တို့ဓာကြီးကိုမြင်တွေ့နေရတာပဲဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုအဲဒီ against သူ့ရဲ့ rules နဲ့သူ့မှာမှန်ကန်တဲ့အရာတစ်ခုကိုကျွန်တော်တို့ against သွားလို့လို့မရဥပမာထားပါတော့ကျွန်တော်တို့ဒါနိုင်ငံမှာဆိုရင်ဒါအခုဥပမာပေးရရင်ဒီတခြားသောပေါ့နော်ဥပမာ Michael Aung Thuin အင်မတန်ကြော်ကြားတဲ့ဒါသမိုင်းပညာရှင်ဖြစ်တယ်ပေါ့နော် Michael Aung Thuin ရဲ့သားကဒါအခု NUS မှာတက်ပြီးတော့ historian အနေနဲ့ဒါပညာရှင်ဖြစ်ဆောင်ရွက်နေရဟုတ်ပြီအဲ့ Michael Aung အဲ့အဲ့သူတို့ရဲ့သားပေါ့နော် အဲဒီမိုက်ကယ်အောင်သွင်းရဲ့မီးကဘောလုံးကန်တာအဲအမတန်ထူးချွန်ပြီးတော့ဒါ UK မှာအခြေစိုက်တယ်မန်ချက်စတာယူနိုက်တက်အကယ်ဒမီမှာကစားပြီးတော့အမတန်ထူးချွန်တဲ့ဘောလုံးသမားဖြစ်တယ်သူကမြန်မာနိုင်ငံကိုကိုစားပြုမယ်ဆိုရင်ကျွန်တော်တို့ကခွင့်ပြုကြမှာပဲပြပြောရွှေရွှေနဲ့ဒါကိုလက်ခံကြမှာပဲဒါကကျွန်တော်အနေနဲ့ရှုပ်ထွေးမှုမရှိတော့တဲ့လူတယောက်ကိုတင်စားပြီးပြောတာပေါ့နော်အဲ့တော့တခြား failure တွေအများကြီးရှိတယ်အင်္ဂလို ဘမ်ဘီဖေဂါစ်အများကြီးရှိတယ်ဂျော့ချ်အော်ဝဲတောင်သွားပြီးတော့ပြောလို့ရတယ်အဲ့လိုအများကြီးရှိတယ်ပေါ့နော်အဲ့လိုအခြေအနေတွေမှာအဲ့လိုအခြေအနေကဆင်းသက်လာတဲ့ကစားသမားတွေကျွန်တော်တို့နိုင်ငံမှာဒါကစားမယ်ဆိုရင်ပြည်သူလူထုအနေနဲ့ကစားခွင့်ပေးကြမှာပဲအဲ policy ဘာမှမဆိုလို့နော်ကစားခွင့်ပေးကြမှာပဲထို့အတူပဲ Indonesia ဟာလည်းလက်ရှိအချိန်မှာတနိုင်ငံလုံးကဒီ policy ကိုထောက်ခံကြတယ်သူတို့က Indo Asset Free Power နဲ့အချက်ကိုထောက်ခံပြီးတော့သူတို့ပံ့ပိုးကြတယ်အဲ့တော့ဒီပါဝင်လာတဲ့ကစားသမားတွေဟာအားလုံးဟာ ဒီသူတို့ရဲ့ Instagram follower တွေကအဲ့ဆိုတန်းနဲ့ချီပြီးခုံခုံတက်သွားတယ်။ရွေးကန်လာရတဲ့ကစားသမားတွေကတန်းနဲ့ချီခုံတက်သွားတယ်။အရင်တော့ကဒီ follower 9000လောက်ရှိတဲ့လူကရွေးကန်လာပြီးတော့ follower တန်းနဲ့ချီသွားတယ်ပေါ့နော်။အဲ့တော့ဒါကတော့ကစားသမားတက်ရောက်ချင်းစီအတွက် ဒီအားပေးမှုဖြစ်တယ်ဒီလိုအားပေးမှုရရှိမှန်သိလာတဲ့အခါမှာကစားသမားတွေပို့ပြီးတော့အင်ဒိုနီးရှားအတွက်ကစားခြင်းစေဖြစ်လာတယ်ပို့ပြီးတော့လည်းကစားလာကြတယ်အခုဆိုရင်နောက်ဆုံးမှာဒါရွေးချယ်ထားဆို email order ရို order ရို့ဆိုတော့အလုံးလည်းသိတယ်စန်တိုရီယာကိုသမား Juventus Academy ထွက်တယ် Juventus မှာလည်းဖမ်းခဲ့ဘူးလေပေါ့နော်တကယ်ထိတ်တန်းကိုသမားတယောက်ဖြစ်တယ်သူအခုဒါသူ့ကိုယ်ကမှစောင့်ကြံ့နေပြီအဲ့တော့အရင်တော့ကကိုသမားဖြစ်တဲ့ Pace ဆိုရင်လေသူလာတဲ့ဒါ America မှာဖမ်းတယ်ပေါ့နော်သူ့ကိုလည်းဒါ Indo ဒီအဘိုးဘွားတွေရှိရဆိုပြီးသူ့ကိုလည်းရွေးထားတယ်ထို့အတူဒီမှာအများကြီးပဲအခုခန်းစစ်မှာအသင်းကောင်းဆောင်အဖြစ်ကစားနေရဲ့ isness ဆိုရင်လေဒါစနစီဒီအသင်းမှာကစားတယ်စနစီကအသင်းမှာကစားနေတယ်ပေါ့နော်အဲ့ရှိတော့မှဆိုဂျော်ဒီအာမက်ကိုရွေးတယ်ဂျော်ဒီအာမက်ကတော့အလုံးလေးတည်တယ်ဆွမ်စီမှာကစားဘူးတယ်ဒါအင်ဒိုအမျိုးဆက်တယ်မျိုးဆက်တာမှာ तू ကမင်းသားလို့တော့ပြောလို့ရတယ်သူ့ရဲ့ဒီအဘိုးဘွားဘက်ကဒီအခြေအနေကစော်ဘွားပေါ့နော်စော်ဘွားຫນွယ်တဲ့အမျိုးຫນွယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဂျော်ဒီအာမက်ကမင်းသားလေးတောင်ဖြစ်နေတယ်တဘောကအဲ့တော့ သူ့ရဲ့ဒီဂျော်ဒီယာမက်ကတော့တော်တော်လေးစောပါတယ်ဒီ naturalization policy မှာအဲ့တော့ပြီးတော့ဒီ Marcelino Ferdinand Marcelino Ferdinand ဆိုစပေါ်ကလေးကအဲဒီအင်ဒိုနီးရှားမှာပေါ်တာပေါ့နော်အင်ဒိုနီးရှားကပေါ်ပြီးတော့မှဒါနောက်မှဒီဟိုဟာကိုရောက်တယ်ပေါ့နော် Belgium ဒုတိယ rank club ကိုရောက်တယ်အခုတော့ Oxford United ကိုရောက်ရှိနေတယ်ပေါ့နော်အဲ့တော့ အများကြီးပဲအခုအချိန်မှာထပ်ခေါ်တာဒီပရီးမီးယားလိဂ်ကတော့ဒါကိုအတိမပြူခဲ့တယ်ပြည်ပနိုင်ငံတွေကဒါကိုအတိမပြူကြတယ်ပေါ့နော်ပရီးမီးယားလိဂ်ကဘယ်လိုအတိမပြူခဲ့တယ်လဲဆိုရင်ပြီးခဲ့တဲ့ဂျပန်ကတော့အိုလီယန်ဘက်ခန်းဆိုပြီးတော့တင်ထားတာတွေ့တယ်ပေါ့နော်ဘက်ခန်းကတော့ဘက်ခန်းပူထရီလို့ကိုပြောတာပေါ့လေအဘအိုလီယန်ဘက်ခန်းဆိုတာကတော့ဘက်ခန်းအိုလီပုံပုံမှန်ထားတာအောက်မှာတော့အင်ဒိုနီးရှားကစားသမား၂ယောက်ပုံထားတာပေါ့နော်ဘက်ကန်ပူထရီကအင်ဒိုနီးရှားကစားသမားအင်ဒိုနီးရှားလိဂ်မှာကစားနေတယ်ပေါ့နော်။အိုလီဆိုတာကတော့ပြီးခဲ့တဲ့ဒါအရေးပါတဲ့ပွဲတွေမှာဂိုးသွင်းခဲ့တဲ့သူတို့ရဲ့တိုက်စင်မှုအသစ် အဲဒီ ted ပြန်လိုက်တဲ့တိုက်စင်မှုဖြစ်တယ်အဲ့တော့ဒီကစားသမားတွေအနေနဲ့သူတို့မှာဒီ indo ancestry ရှိနေတဲ့အခါမှာဒါနိုင်ငံတကာဒါကိုလက်ခံပြီးတော့ indo ရဲ့လူရညားမှုပြည်သက်ရညားမှုလေ premier league အသိမှတ်ပြုတဲ့အတွက်ဒါကိုဒီလိုမျိုးအဆက်ဆံပြုကြတယ်လက်ခံကြတယ်ပေါ့နော်အဲ့တော့ဒီအကြီးကအာဒီဥပဒေကြောင်အရာရောသဘောတရားအရာရော village ဖြစ်နေတဲ့အရာဖြစ်နေတယ်ပေါ့နော်အဲ့တော့ indonesia အဲ့ဒီနီးလန်းတဲ့အခုအချိန်မှာကြီးတက်လာခဲ့ပြီသူတို့အသိမှတ်ကစားသမားကောင်းတွေအများကြီးရှိတယ်မာဆယ်လီနိုဖာဒီနန်ကဒါ ထွန်းတောက်လာတဲ့လူငယ်ကျယ်ခွင့်အမြတ်သတ်မှတ်ခံရတယ်ပေါ့နော်။သူကဒီဒီ Oxford မှာကစားနေတယ်။ Oxford United ကိုပိုင်ဆိုင်တာကလည်းဒါ Erito ဟာကိုပိုင်ဆိုင်တာပေါ့နော်။ Erito ဟာနဲ့ Indonesia billionaire နောက်တစ်ယောက်နဲ့ပိုင်ဆိုင်တယ်။အဲဒီလိုပဲတခြားဒီ DC United တို့ဆိုရင်လည်းသူတို့ပိုင်ပိုင်ဆိုင်ခဲ့တဲ့ Erito ကအခုတော့ရောင်းလိုက်ပြီပေါ့နော်။ပြီးတော့ဒီ Brisbane Roar ပေါ့နော်။ဒီသူတို့အသင်းရဲ့အဓိကတိုက်စစ် move ပဲဖြစ်တဲ့ Shrug Rafael Shrug ကစားနေတဲ့ Brisbane Roar Brisbane Roar ဆိုပြီးတော့ကျွန်တော်တို့မြန်မာမှာပြောကြတယ်ပေါ့နော်။ Australia ပေါ့လေ။သူ့ကိုလည်းဒါ Indonesia ပြီးလည်းတယောက်ကပဲပိုင်းဆိုင်တာအဲ့တော့ Indonesia connection နေနဲ့ at 2သူတို့ဟာဒီနိုင်ငံလုံးဆိုင်ရာ project တစ်ခုကိုတော်တော်လေးကိုရှေ့ရောက်အောင်သွားနေကြတာမြင်ရတယ် art တက်စီရလည်းမြင်ရတယ်ဒါဟာသုံးလို့ရတယ်တရားဝင်တဲ့နီလန်တရားဝင်တဲ့ tactics တစ်ခုကိုတော်ပြီသူတို့ကဒီလမ်းကိုသွားနေရဖြစ်တယ်ပေါ့နော်အဲ့တော့တချို့သောစိုးရိမ်သူတွေ Indonesia Aceh site channel list တွေ fan list တွေက ဒီလူငယ်တွေမတိုးတက်လာနိုင်ဘူးဆိုတဲ့အခြေအနေမျိုးနဲ့ဝေဖန်ကြတာရှိတယ်။ဒါပေမဲ့လည်းအင်ဒိုနီးရှားကဒါကိုလည်းဒါတတိထားပြီးခိုင်းတွင်နေတာမြင်ရပြီးတော့နောက်ပိုင်းမှာလူငယ်ပွဲတွေမှာလည်းအောင်မြင်မှုတွေတစားတစားရလာတာကိုတွေ့ရတယ်။ပြီးတော့ဒီ overflooding ပေါ့နော်လုံးဝရေလွှမ်းမှုဟာလောက်အောင်အထိဟိုပြင်းထန်နေတာမဟုတ်ဘဲနဲ့အခုအင်ဒိုနီးရှားလက်ပြေးစင်အသင်းမှာကြည့်မယ်ဆိုရင်လည်းအင်ဒိုနီးရှား league အခြေစိုက်တဲ့ကစားသမားတွေပါဝင်နေစေဖြစ်တာကိုတွေ့နိုင်တယ်ပေါ့နော်။အဲ့တော့ဒီပုံစံလေးနဲ့သူတို့ဟန်ချက်ညီညီသွားနေတာကိုမြင်ရတယ်။ဥပမာဒီ နိုင်ငံခြားမှာကစားနေတဲ့ dash ဒီ academy ဆင်းလာလို့တန်းပြီးတော့ကန်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့မတွေ့ရဘူးအကုန်လုံးကန်မလို့ရဘူးပေါ့နော်ပြီးတော့ဒီအခုလောလောဆယ်မှာဆိုရင်တော့ Patrick Clivert နီးပြဖြစ်စောင်ရွက်နေတယ်ပေါ့နော်အဲ့တော့သူအရှိနီးပြဖြစ်တဲ့ဒါထယ်ရောင်းပေါ့နော်ထယ်ရောင်းကတကယ်ကိုတော်တဲ့နီးပြကြီးဖြစ်တယ်အင်ဒိုနီးရှားကိုလည်းဒါကမ္ဘာအဆင့်90လောက်ခုန်တက်အောင်ကင်တွေခဲ့တယ်သူလက်ထက်မှာလည်းဒီတိုင်းခြားကစားသမားတွေကိုသူတွင်းတော်တွေကိုထည့်သွင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုလောက်မများဘူးအခုကတော့လုံးဝသူတို့ရဲ့ program ကိုတောက်တက်ဆင့်မြင့်လိုက်တဲ့အချိန်ဖြစ်တယ် cliver ကိုခန့်ရခဲ့တာလေအဲ့ဒီသူဟာပေါ်တင်ပဲပြောတယ်ပေါ့နော် dash ကသားသမားတွေကိုထည့်တဲ့အခါမှာပို့ပြီးတော့ကောင်းအောင်လို့ပေါ့လေအဲ့တော့ထည့်ရောင်းကအင်္ဂလိပ်လိုလည်းမတက်ဘူး indo လိုလည်းမတက်ဘူး dash လိုလည်းမတက်ဘူးပေါ့နော်အသားပြဿနာတော်တော်ကြီးရပေါ့လေအဲ့တော့ patrick cliver ကြတော့အင်္ဂလိပ်လိုတက်တဲ့ dash လိုလည်းတက်တယ်ပေါ့နော်အဲ့တော့ဒီအခါမှာဒီ dash in အားစု english အဲဒီအခြေပြုထားတဲ့ပုံစံနဲ့တွားနေတဲ့ဟာမှာဒီအကောင်းဆုံး မောင်းနေပေးနိုင်တယ်အကောင်းဆုံးတင်းဝတ်တစ်ခုကိုတိစောက်ပေးနိုင်တယ်ဗောနော Patrick Clive ကို Ambassador အနေနဲ့ Dash ကစားသမားတွေကိုစီယုံဖို့အတွက်ဒါ Potting ပဲပြောတာအဲ့ဒါသူကဟိုခိုးချောင်ခိုးကလုံနေရလဲမဟုတ်ဘူးသူတို့ policy ကတော့ဒီတိုင်းပဲသွားနေရဖြစ်တယ်အလုတ်ဖြစ်နေတာကိုလည်းကျွန်တော်တို့အမြင်တွေ့ရတယ်ဗောနော Indo ball လုံးနဲ့ပတ်သက်လာရင်တော့ Indo ball လုံးဟာပြောခဲ့သလိုပဲနိုင်ငံကချမ်းသာတယ်တူးတက်တဲ့ပုံစံကိုတောက်လျှောက်သွားနေတယ်ပြီးတော့ဒီ Islamic ကိုကိုရတာဖြစ်ပေမဲ့လည်း သူတို့ရဲ့ဒီနိုင်ငံရေးနဲ့ပုံစံက secular ပုံဖြစ်တယ်ပေါ့နော်ဒါအခုနောက်ပိုင်းဂျိုကိုဝီဒိုတိုနောက်ပိုင်းမှာတော့အဲနိုင်ငံရေးအရာနောက်ကျောင်းပြန်လှည့်ရတချို့ပုံစံမျိုးသွားနေရတချို့တော့ရှိတယ်ပေါ့နော်ဒါမှထားပါတော့ပေါ်လုံးမှာတော့သူတို့သွားနေတဲ့ပုံစံတော်တော်လေးကိုဒါမိုက်တယ်ပေါ့နော်အဲဒီဂျိုကိုဝီဒိုတိုလက်ထက်သေးရတယ်သူပြောဘူးလေဒီထဲရောင်းကိုသူအရင်သဘောကျတယ်ပေါ့နော်နီးပြကြီးကိုဒါပေမဲ့အဲဒီအဲ့ဒီတို့ဟာတို့ကင်တွေတဲ့ PSSI Indonesia ပေါ်လုံးအဖွဲ့ချုပ်ရဲ့ပွားခြင်းတဲ့လမ်းကြောင်းလည်းသူသိတယ်ပေါ့နော်အဲ့တော့သူဝင်ပါလို့မရဘူးဒါ အဲ့ဒီသူဟာတို့ဒီဘလုံးဖွဲ့ချက်ကအဆုံးဖြတ်တာဖြစ်တယ်အဲ့အဲ့တိုင်းသွားပေါ့နော်အခုအဲ့လမ်းကြောင်းနဲ့သွားနေရကတော့ခကြီးမှတ်တိုင်တစ်ခုတော့ရောက်လာခဲ့ပြီးခြေစွမ်းနဲ့ဒါပြောမယ်ဆိုရင် sorry arabia နဲ့ပွဲအားလုံးမှတ်ရလိုက်မယ်လို့ထင်တယ်အဲ့တော့ sorry arabia bahrain တရုတ်တို့ကိုသူအနိုင်ယူခဲ့တယ်ပေါ့နော်ပြီးတော့တရေပွဲကြီးလေသုံးပွဲနဲ့သုံးပွဲဒီသုံးပွဲရှုံးပေါ့နော်နောက်ဆုံးပွဲတစ်ပွဲတော့ကျန်သေးတယ်ဒါပေမဲ့အဲ့ဒါကအရေးမပါတော့ဘူးပေါ့နော်အဲ့တော့ဒီအချိန်ဒီမှာအင်ဒိုနီးရှားအသင်းကဒီလောက်အထိစွမ်းဆောင်ပြနိုင်ခဲ့ပြီးအဲ့တော့သူတို့ရဲ့ စနစ်ကြတဲ့ချင်းကပ်ပုံတွေပေါ့နော်စနစ်ကြတဲ့ချင်းကပ်ပုံတွေပြီးတော့ဒီ dash ဒီသွေးနှောနေတဲ့စားသမားကိုထောက်လန်းမှုပေါ့နော်ထောက်လန်းမှုဆိုတာဒါမော်ရိုကိုနိုင်ငံလည်းသုံးကြတယ်မော်ရိုကိုကကမ္ဘာထိတ်တန်းအဆင့်ကိုတက်လာတာဘောလုံးမှာထိတ်တန်းအဆင့်ကိုတက်လာတာအဲ့လိုမျိုးသွေးနှောတဲ့စားသမားတွေကိုတိချလိုက်ပြီးတော့ grass root အဆင့်ရနေလိုက်ပြီးတော့ထောက်လန်းအထူးသဖြင့်မော်ရိုကိုဆိုရင်ဒါပြင်သစ်မှာတန်းနဲ့ချီတဲ့မော်ရိုကိုဒီ base မော်ရိုကိုဒက်ဆန်နေရှိတယ်ပြီးတော့ dash ပေါ့နော် netherland မှာရှိတယ်အဲ့တော့အဲ့အဲ့အရာကိုလိုက်ပြီးထောက်လန်းတယ်အဲ့တော့ zh တို့လို am robert တို့လို့စာသမားတွေကအဲ့ဒီရရှိခဲ့တာပေါ့နော်အခုအချိန်မှာလည်းအဲ့လိုရှေ့မှာ model ရှိ ပြီးဖြစ်တဲ့အတွက် indonesia ကအခုအញ្ញံဆုံးနီးလန်းနဲ့ဒါအញ្ញံဆုံးနီးနဲ့ပကံလုံးစီးနေတဲ့အချိန်ပေါ့ဒါပေမဲ့သူတို့ဟာအဲ့ morocco model ကိုလိုက်ပြီးတော့အတုခိုးလို့ရတယ်သူတို့ဒီ grass root player တွေအထိလိုက်ပြီးတော့ကင်းထောက်ပြီးတော့ဒီ indonesia ရဲ့ league system ထဲမှာထည့်သွင်းလို့ရတယ်ပေါ့နော်အဲ့တော့ indonesia league က ာဆီယံထဲမှာတော့နိုင်ကြတဲ့နေရာမှာပါတယ်ပြီးတော့အင်ဒိုနီးရှားကိုယ်တိုင်ကလည်းအာဆီယံရဲ့ never good sin အာရှအဆင့်မပြောနဲ့အာဆီယံမှာတော့သူတို့တိုက်ကဖလားတော့မရဘူးသူ့ဘက်သူဟိုနိုင်ငံကြီးကအရင်ကြီးပြီးဘောလုံးကိုအရင်ကျွတ်တဲ့ဆိုပေမဲ့ပေါ့နော်အဲ့တော့လက်ရှိအခြေအနေမှာအဲ့ဓာတွေပြောင်းလဲဖို့အတွက်လမ်းစာတွေအများကြီးဖြစ်နေပြီအဲရစ်တိုဟာကအင်မတန်လဲတဲ့ပေါ့နော်စီဝါရီတမဒီဘောလုံးလောကစိတ်ဝင်စားလို့သူကဘတ်စကတ်ဘောစိတ်ဝင်စားတာဘတ်စကတ်ဘောရဲ့ဒီ fan ပေါ့နော် Philadelphia 76ers အသင်းမှာလည်း share ရတချို့ပါတယ်ဆိုပြီးသိရတယ် ါမဲ့သူဘောလုံးကို တကယ်အားကစားကိုစီးပွားရေးပုံစံတကယ် project ပုံစံအကောင်းဆုံးလုပ်တတ်တဲ့ inter milan ကိုလုတ်ပြသွားတာလေဒါသူ့ရဲ့အမ်ဝယ်ယူပြသွားတယ်လေသူ့ရဲ့ power ပေါ့နော်အဲ့တော့ဒီအရာတွေကိုကျွန်တော်တို့ indonesia ဘောလုံးမှာမြင်နေရ indonesia ရဲ့ဘောလုံးဟာအများကြီးစီးဆင်းမှုအတွက်လမ်းကြောင်းကြီးကပွင့်နေပြီအဲ့တော့ဘလို့ဆက်စီးသွင်းသွားမလဲဘာတွေကျွန်တော်တို့မြင်တွေ့ရမလဲဘလောက်ထိအောင်မြင်မလဲဆိုတာတော့ဒါဆက်ပြီးတော့စောင့်ကြည့်ရဖို့ ရှိတယ်ဗောနော်အဲ့တော့ပြီးခဲ့တဲ့အာရှဖလားမှာဆိုရင်လည်းတို့ရဲ့ဒါအမြင့်ဆုံးအဆင့်ကိုတို့ရောက်ခဲ့ပြီးသွားပြီအပြီးတော့အအမှတ်မရရဗောနော်အယူ23 Asia Cup ဗောနော်2024ထဲမှာကစားခဲ့တယ်အမှဆိုရင်ဒါကိုရီးယားနဲ့တွေ့ခဲ့တာကိုရီးယားနဲ့တွေ့ခဲ့တဲ့အချိန်မှာပနတီအဆုံးဖြတ်နဲ့ပြုတ်သွားပြင်မဲ့ဒါအင်မတန်ကောင်းတဲ့ခြေစွမ်းကိုအင်ဒိုနီးရှားအသင်းကဒါပြသခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီပွဲကိုတော့အဲကျွန်တော်တို့ Canal Plus ကကျွန်တော် Canal Plus မှာရှိနေတဲ့တော့ကပြသခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီ အင်ဒိုနီးရှားအတင်းအင်မတန်ကောင်းတယ်ဆိုတာကိုဒါမှခံနိုင်တယ်ပေါ့နော်တော်လေးကိုကောင်းတယ်ပြီးတော့ဒီအခုလက်ရှိခံစစ်မှာဆိုရင်ဒါ Isas ရှိတယ်ပြီးတော့ Hapna ပေါ့နော်ဒါ Wolf အတင်းကစားသမား Hapna တို့ရှိတယ်ပြီးတော့ဒီ Queen လဲမှာဆိုရင်လည်းတကယ့်ကိုအမ်ပြောမယ်ဆိုရင်ဥရောပအတင်းတင်းလို့ဖြစ်နေတာပေါ့နော်ဒါကြောင့်မို့လို့ VNN စားသမားတွေကဒါဒူသိရှင်ညာကိုဒါကြီးကဥရောပအတင်းဆိုပြီးသူပြောခဲ့ပူတယ်ဒါပေမဲ့ခုနကကျွန်တော်ရှေ့မှာတောက်လျှောက်တင်ပြခဲ့တဲ့အချက်လက်တွေအတိုင်းပဲကဘာကြီးကတော့ဒီတိုင်းပဲသွားနေရဖြစ်တယ်အဲ့တော့ legally မှန်ကန်နေတယ်ဒါ policy ရလည်းသူတို့မှန်ကန်နေတယ်ဆဆရရထောက်เสียမှရှိပဲနဲ့မှန်ကန်နေတဲ့အခြေအနေမှာတော့ဒါဟာဒီဘောလုံးကိုဘယ်လိုတိုးတက်အောင်လုပ်မလဲဘယ်လိုတိုးတက်အောင်တည်ဆောက်မလဲဆိုတဲ့အခြေအနေပဲဖြစ်ပါတယ်အဲ့တော့သွေးနှောနေတဲ့ပတ်သက်လာရင်ကမ္ဘာဖလားမှာ1934 38ဒီကာလတွေပေါ့နော်ကမ္ဘာဖလားမှာ Louis Monti ဆိုတဲ့ကစားသမားရှိတယ်အာဂျင်တီးနားကဒီကမ္ဘာဖလားစတင် ရယူတယ်။အဲ့တော့အီတလီနဲ့အာဂျင်တီးနာနှစ်နိုင်ငံလုံးနဲ့ကမ္ဘာဖလားရယူဘူးတဲ့ကစားသမားဖြစ်တယ်ပေါ့နော်။အဲ့တော့ဘောလုံးမှာဒါတက်တနာမဟုတ်ဘူး။ဟီဂွာရင်ကအာဂျင်တီးနာမှာကစားရတယ်ဒါပေမဲ့ तू ကအီတလီဒီလိုပဲအာဒီအာဂျင်တီးနာမှာကစားရတယ်ဒါပေမဲ့ तू ကပြင်သစ်ဟီဂွာရင်ကထရာဂျီကေးကကြတော့ပြင်သစ်တဲ့ကစားရတယ်ဒါပေမဲ့ तू ကအာဂျင်တီးနာပြင်သစ်လို့တော့ကောင်းကောင်းမတက်ဘူးပေါ့နော်။အစတော့ကအဲ့တော့အဲ့လိုမျိုးပဲကမ္ဘာကြီးကဒီလိုပဲလဲပတ်နေတယ်။အဲ့တော့ပီရူးနိုင်ငံမှာဂျပန်နိုင်ငံကအဲ့ဒီ naturalization policy နဲ့ပတ်သက်ပြီး immigrant တင်းကျပ်တယ်ပေါ့နော်။ဒါပေမဲ့ ဂျပန်လူကြီးတွေများဆိုတာဘရာဇီးမှာအများကြီးရှိတယ်။တန်းတဲ့ကြီးပြီးရှိတယ်။ပေရူးမှာရှိတယ်။ပေရူးမှာဆိုရင်ဂျပန်ဒီ immigrants တွေပေါ့နော်။ဂျပန်သွေးနှောတွေတဲကနေတံပရဖြစ်ခဲ့မှုတွေပေါ့နော်။အဲ့တော့ကမ္ဘာကြီးကဒီပုံစံတိုင်းသွားနေတာဖြစ်တယ်ပေါ့နော်။ပြီးတော့ globalization ခေတ်ဖြစ်တဲ့အတော့ပို့ပြီးတော့အမ်ဒါမျိုးတွေမြင်တွေ့ရဖို့ရှိတယ်။ဒါပေမဲ့ခုနောက်ပိုင်းတော့ nationalist လမ်းကြောင်းမှုတော့သွားနေတယ်တော့မြင်ရ။ဘာလို့ဆက်ဖြစ်အောင်လဲတော့မသိဘူး။ဒါပေမဲ့ ဒါဟာ liberal ကြကြရှုမိမယ်ဆိုရင်တော့ပြဿနာမဟုတ်ဘူးလို့ကျွန်တော်ကတော့ယူဆရတယ်ဒါကြောင့်မလို့ Indonesia ရဲ့ deal လိုလမ်းကြောင်းဖောက်ခဲ့ခြင်းအကြောင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီ topic နဲ့ပတ်သက်ပြီးတော့ဘယ်လိုမှအမြင်နေရှိရင်ဆွေးနွေးကြင်တာရှိရင်ကိုမမဖိတ်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ